ညပိုင်းမှာတနေ့တနေ့ကို၄နာရီလောက်အချိန်ဖြုံးနေလဖိုက်ဆိုင်ထိုင်တာလို့လို့ကျူထိုးတာလို့လို့ရှင်းခတ်တာလို့လို့နဲ့မရေမရာဖြစ်နေတဲ့သူတွေဘလောက်များတပည့်တော်နိုင်ငံလူတွေကလေဒီမှာအချိန်ဖြုံးဟိုမှာသွားကြွန်ခံဒီမှာအချိန်ဖြုံးနေတဲ့ဟိုမှာသွားကြွန်ခံရတယ်ဒီမှာအလုံးလုံးနေဟိုမှာကြွန်ခံတဲ့အကြောင်းမရှိဘူးတပည့်တော်နိုင်ငံမှာရင်းမြေကုန်ရှိပြီသားဆန်ကူမှာရှိတယ်ဒီလိုပြောပဲသူပါရေလည်းမရှိမြေလည်းမရှိတဲ့နိုင်ငံဗျာသွားပြီးကြွန်ခံပညာရှိလို့ဒါကြောင့်လီကွမ်းယူကပြောတယ်ပညာတက်အောင်ကြိုးစားလိုက်ရုပ်နိုင်ငံလာပြီးတော့ကြွန်ခံရလိမ့်မယ်ဆိုတော့ ဟုတ်တယ်တပြည့်တို့ပညာမတက်လို့သူတို့နိုင်ငံသွားပြီးတော့ကြုံခံရတာပဲဂျပန်သွားတယ်အမေရိကန်သွားဘဲသွားတော့သူတို့တို့များများကရှင်းများလူအယောက်တစ်ထောင်မှတရားမရှိဘူးလီဒါရှစ်ရိုးမှာမရှိဘူးတပြည့်တို့ပြောခိုင်းတယ်လို့ဟောတာသူများခိုင်းရလို့ဟောတာနော်တပြည့်တို့လည်းနိုင်ငံခြားမှာအလုပ်လုပ်ခဲ့ရတယ်လူတို့ကသူများခိုင်းရလို့ဟောတာဖျက်ရှင်းများတော့မမင်းနဲ့ဆိုတော့ဒီမှာအလကားနေတယ်ဟိုမှာသွားတော့ကြုံခံရတယ်ပညာတက်ရင်အခြားနိုင်ငံသွားစရာမလိုဘူး ဒီနိုင်ငံထဲမှာအကုန်ထုတ်လုပ်လို့ရအစိုးရမကောင်းလို့ကြည်ရမပြောနဲ့ငါဘလို့ကောင်းပြီလေလို့ကိုယ့်အကူလည်းပြန်ကြည့်ဝေဘန်နာတို့လိုင်းတက်တယ်လေ Facebook ကိုတက်ပြီးဝေဘန်နာလိုင်းတက်တယ်လေကိုယ့်ရည်ချင်းကိုဖြည့်နေသလားဆိုတာစဉ်းစားစရာဖြစ်သွားပြီနော်ခင်ဗျားတို့စဉ်းစားတတ်ဖို့ပြောတာပါအဲ့တော့ဒီကတော့တို့ဘာကြောင့်စာဖတ်တင်တာလေပေါ့ဗျာဘယ်အချိန်မှစာဖတ်တင်ဆုံးလဲညီကိုတို့ဘယ်အချိန်မှစာဖတ်တင်ဆုံးလဲဒီနေ့ကို15မိနစ်စာဖတ်တပတ်ကိုတနာရင်းနဲ့45မိနစ်စာဖတ်တော်တော်လေးတယ်ဆိုရင်တော့လက်တန်းလောက်ထူတဲ့စာအုပ်ပြီးတယ် နည်းနည်းတွက်တယ်ဆိုရင်လက်မတော့ဆောက်စာဖတ်မြန်တဲ့တူဆိုရင်တလက်မကွဲလောက်ထူတဲ့ဟာအဲ့ဒီတနာရီ၄၀ကမ်နီကပြီးတယ်စာဖတ်ဖို့ရှင်ပြတို့ခက်ခဲနေတာအနည်းအထိုင်းကြောင့်လဲဆိုင်ဒီနေ့ကို25မိနစ်စာဖတ်ခိုင်းနေရနော်အနည်းတိုင်းနဲ့ဆိုင်နေစာဖတ်စီခြင်းရှင်ပြတို့ အဲ့ရနဲ့မှာစာအုပ်ထားတယ်။ဒါပေမဲ့အရှင်များတို့အဲ့ရနဲ့မှာဗာထားတယ်။အဲ့လေဖုံးထားတော့ဖုံးကန်ပြစ်တာပေါ့။ဒါကြောင့်ဒီကအမြဲတမ်းပြောတယ်စာဖတ်ချစ်ချင်ဖုံးကိုခဝေဝေးထားလိုက်ဒီနေ့ကိုတနားရီလောက်။အဲ့ဆိုရင်ရှင်ပြားတို့ဒုက္ခပင်းအဲ့ဒီဖုံးပဲ။ဖုံးကအကျိုးရှိဘူးလားဆိုတော့ရှိတယ်။ဒါပေမဲ့၁၀ခန်းလောက်ပဲအကျိုးရှိ။ဖုံးမပေါ်ခင်ရဲ့ခစ်ကရာဖုံးကြီးတယ်ရှင်ပြားတို့တက်ပူစာတက်တယ်။သူတို့အာယုံဆိုင်စီရမရှိဘူး။အခုဖုံးကကာမဂုဏ်အာယုံ၅ပါးအကုန်ရတယ်ဗျာ။သားဒီရတွေလည်းဒီနေ့မှာသားဖို့ဆိုတဲ့အာယုံခံခိုင်းနေရလေ။အဲကြည်ဒီရတွေရှူဒီရတွေအရှင်ပြားဖုံးထဲမှာမရတာပါမရှိဘူးအဲ့လိုဖြစ်သွားနော်။ ဟိုတော့ TV ကြည့်ဖို့ကြိုးစားရတဲ့ဖုန်းကြီးတွေဗျာဘလို့တို့ကြိုးစားပန်းသားအာယုံလေးတစ်ခုခံစားဖို့လေခုကြတယ်လီဖုန်းပေါ်လာပြီဆိုတော့မကြည့်လို့မရတာဘာမှမရှိတော့အကုန်လုံးကြည့်လို့ရမြင်လို့ရအဲ့လိုဖြစ်သွားနော်ဆိုတော့ရှင်ပြတို့ဖုန်းနဲ့ချင်းလေးတစ်ခုတော့ခဝေးဝေးနေပေးရမယ်အဲ့တော့ဒီနေ့ကို15မိနစ်ဖက်ဒီနေ့ကိုဘယ်လောက်တော့ဒီနေ့ကို60နာရီပြီးတယ်အဲ့60နာရီကစာအုပ်25အုပ်ကိုအသာလေးပြီးတယ်ဆာမန်200နဲ့တွက်ဆာမန်200နဲ့တွက်အဲ့လိုတွက်မယ်ဆိုရင် ဆာမန်တာကို2000ကျော်လောက်တင်းတင်းတင်းတွေကိုစာဖတ်ပြီးပါတယ်။မဟာဗုဒ္ဓဝင်6တွဲ8ဟုတ်ဆာမန်တာ1665မျက်နှာရှိ။မဟာဗုဒ္ဓဝင်ငင်းကုန်းဆရာတော်ပြည့်6တွဲ8ဟုတ်ကိုဖတ်မယ်ဆိုရင်ပြီးတယ်။ဒီနေ့15မိနစ်ဖတ်တော်တယ်နဲ့ပြီးတယ်။ဟုတ်လားဗျာနော်။ခုတဏ္ဍာဝင်ကျမ်းတွေဒီလိုအကြာကြီးချိန်ပေးပြီးအများကြီးအကြာကြီးဖတ်ခဲ့ရတာပေါ့ဗျာ။ဒါကြောင့်တဏ္ဍာဝင်ကျမ်းတွေနဲ့ပတ်သက်ပြီးတော့ရဲရဲပြောရဲတာအကြာကြီးချိန်ပေးပဲ။တမိုင်းဆိုတာအလွန်ပြင်းစရာကောင်းတယ်။ဒါအဲ့ကျင်းရရကိုပျော်မွေ့သွားပြီဆိုတော့လေရှင်မြတ်အဲ့ဒီတမိုင်းစာတွေကတော်တော်ဖတ်ရတာရတာရှိတယ်နော် တော့တနေ့ကို15မိနစ်ဖက်အဲ့ဒါဆိုတနေ့ကို나이ဝက်ဖက်ဩ15မိနစ်နှစ်ချိန်ခွက်ပါဗျာရှင်များတို့တနေ့ကိုစွန့်မတဲ့ဖုန်းနော်စွန့်ဖုန်းပေးပြီးတိုင်းစာဖက်စာဖက်ဖြစ်ဖို့ဆိုတော့ဒီဗီဒီယိုတစ်ခုပြောမယ်ရှင်များတို့စွန့်ဖုန်းပေးပြီးရင်ကွန်ကြိုက်တဲ့ဖုန်းကြီးတွေစွန့်ဖုန်းပေးပြီးတိုင်းလည်းမလုပ်ချင်ဘူးဆေးလေးကြတဲ့ဖုန်းကြီးတွေကွန်ဖုန်းစွန့်ဖုန်းပေးပြီးရင်မလုပ်ချင်ဘူးပုံမှန်လုံးနေကြအလုပ်တစ်ခုကတပည့်တော်တွေကိုဆွဲစီတယ်အဲ့ဒါထမင်းစားဖို့ကြတော့ဆွဲဖို့လေ့ကျင့်နေရလွယ်သေးလားအိတ်တာတွေညီမဆွဲဖို့လေ့ကျင့်နေရလွယ်သေးလား ဘလို့တော့ပုံမှန်ဖြစ်နေတဲ့ regularly ဖြစ်နေတဲ့အလုံးနဲ့ကပ်ပြီးတော့အဲ့ဒီကောင်းတဲ့အကျင့်ကိုထည့်အရာဝန်ကနေတိုက်တရားထိုင်တာအရာဝန်ကနေတဲ့ဗရေရွတ်တာအရာထဗရေရွတ်တာစသဖြင့်ပဲပေါ့အဲ့ဒါဆွဲပြီးတော့လုပ်တပြီးတော့ဒီစရဏကိုပုံမှန်လုပ်တော့ဒီနေ့ကိုတနားအီလောက်အနည်းဆုံးစရဏအတွက်အချိန်မပေးရင်အဲ့ဒီနေရာတပြီးတော့ဘုံကြီးပုံစံမပေါဘူးလို့ကိုကိုကိုပြောတာပါငါဘုံကြီးလုံနေပြီးတော့ ဘေးလည်းမပူသောပဋ္ဌာန်းလည်းမပူသောမေတ္တာလည်းမပွားဘာလုပ်နေတာတော့ဗောဒီပြတော့ဝေသုတိမတ်တို့ဟာဆိုရလေလက်ဖြစ်တတလောက်မေတ္တာပို့တယ်ဆိုရင်တော့ဗာဇန်နဲ့မကင်းတဲ့ဘုန်းကြီးလို့ပြောတာဗျာတရားဟောတွေလည်းရှိတယ်နော်ဇန်နဲ့မစိတ်တဲ့ပုဂ္ဂိုလ်ဗောအဲဒီပြတော့တို့ဟာကိုယ်လုံးမေတ္တာလည်းပြုရဟန်းမှု6ခု၄တင်ညာမေတ္တာပို့တဲ့အလုပ်တွေစရဏအလုပ်တွေမဖြစ်မနေလုပ်အောင်အလုပ်တွေအဲထားတော့ဒီကဘာပြောချင်တာဆိုလုံနေကြအလုံနဲ့ကတ်လို့နေစွန်းစားပြီးရင်5မိနစ်စာဖတ်အေးရဝန်ခံနေရင်5မိနစ်စာဖတ် အဲ့ဆိုဒီနေ့ဘယ်လောက်ဖြစ်သွား9နာရီဝက်နေဆုံးပြီးရင်15မိနစ်အဲ့ရောင်ကနေ15မိနစ်9နာရီဝက်တပတ်ကို3နာရီခွဲဗျာနေဘူးဗျာစုလိုက်တော့ဒါကြောင့်လောကနေတရားဆိုရယ်လေမိုးဆက်ကလေးတွေဟုတ်လားစုပါများတော့ပင်လေချောင်းချောင်းသဘောတရားကြီးတွေဖြစ်တယ်လို့ပြောတာဟုတ်ဗျာပညာကဒီလိုချင်းစုရတာဖတ်ချလိုက်တဲ့တပတ်ကိုတအုပ်ကိုအောင်နောက်တရက်ကျအောင်ဖတ်တော့အဲ့လိုမရဘူးသူ့ရဲ့အုံနောက်ရဲ့သဘောကွာ regularly ပုံမှန်လုပ်နေကြအလုပ်ပေါ်မှာ तू ကပို့ပြီးတော့အောင်ဆိုင်နိုင်တယ် အဲ့အလုတ်ကြီးကိုပင်မန်းအောင်လဲမခံရအောင်ဒါကြောင့်ဒီနေ့ကို15မိနစ်ဖက်ဆိုရင်ပြတို့ခတ်လာကြိုက်တဲ့လောက်တော့များဖုံးတပီတော့ဘာမှပြောတော့ကြိုက်တဲ့လောက်တော့ဂိုင်းဂိင်းကြိုက်တော့ဆိုဒီနေ့ကိုဂိင်းတနာကြီးဆော့ပြက်လာအော်မကဘူးဒီမှာလူငယ်တွေမေးကြည့်လိုက်ဒီနေ့တနာကြီးအကုန်ထောင်းဖုံးမရှိတဲ့သူကလွယ်ဒါပေမဲ့ဖုံးရတဲ့ကူကလူတိုင်းနေနေရှိပါဒီနေ့တနာကြီးဂိင်းဆော့ပြက်လာဆိုအကုန်ထောင်းတယ်နှစ်နာရီအာတစ်ဝက်လောက်ထောင်းတယ်လေးနာရီလေးနာရီကို25ရက်ခန့်တော့ပါတယ်လူငယ်တွေဒီနေ့လေးနာရီတော့ဂိမ်းဆော့နေတဲ့သူလူငယ်တရာရှင်10ရောက်လောက်ကဒီနေ့ကို လေးနိုင်လောက်ဂိမ်းဆော့နေတယ်ဒီတိုင်းမြေမှာဖို့မဖြစ်ဘူးသူဖြစ်မှာဘာရမှာတော့အဲ့ဒီထဲကနေပြီးတော့တော်တော်များများ entertainment ပြောမှာပေါ့ညံအတွက်ဘာအတွက်ဒါကရှင်းပြရေတရားဖို့တင့်မရပါဘူးတရားဖို့တင့်မရပါဘူးဂိမ်းဆော့လို့သေးသွားတဲ့သူတွေစင်းတွက်ကြည့်ပိုများမယ်ဂိမ်းဆော့လို့ဘွားပြတ်သွားတဲ့သူတွေပိုများမယ်ဂိမ်းဆိုတော့ခွခွကသုံးဝင်နေတာပါပဲနော်ဒီလိုရိုးရိုးဂိမ်းရှိတယ်လို့ internet game internet game မှာတခါလောင်းကစားတွေပါပြီးသူရာဒုတ်တို့အခတ်ဒုတ်တို့အဋ္ဌိဒုတ်တို့ဒုတ်သုံးချောင်းရိုက်ခံ ငွေစီဝါသုံးတာငွေစီဝါသုံးဖို့အတွက်မြင်ရတယ်လည်းမြင်ရတယ်လေသူ့ရာထုတ်ကိုဗျာနော်အေဂျီတုတ်ဆိုတော့မိမယောက်ျားအပြောပါလိုက်သားတာလွန်ကျူးတာဗောနော်အေဂျီတုတ်အခါတုတ်ဆိုတော့ကလုံးကလုံးတို့ခွန်သုံးလုံးတို့ဘာတို့ညာတို့ကိုတောက်လျှောက်တောက်လျှောက်တက်တယ်လေ Facebook တွေရောဗာတွေရော YouTube တွေရောမတက်ဘူးလား အဲဒါလောင်ဝသားကြော်ညာတယ်လေအခထုတ်ပြဒိုးသုံးချောင်းဒိုးသုံးချောင်းတစ်ချောင်းလောက်ရတာနဲ့သေးတယ်သုံးချောင်းလို့ရိုက်လို့တော့အဲ့လူနဲ့လည်းမထူတော့မွေးနေတဲ့နေရာနေမတို့တဲ့ဖုံကြီးတွေလည်းရိုက်ခံရတာပဲဘောလုံးပွဲလောင်းလို့ရှောင်းရတာနဲ့ဟုတ်လားချဲထိုးလို့ရှောင်းရတာနဲ့နှလုံးထီထိုးလို့ရှောင်းရတာနဲ့လောင်ဝသားလို့လို့ရှုံးနေတဲ့ဘုံကြီးတွေမြားကြီးပဲတပြိတော့တစ္ဆာဆိုလို့ရတယ်တပြိတော့တစ္ဆာဆိုလို့ရတယ်အခုချိန်ဒီတစ်ခါမှလောင်ဝသားမလုပ်ဘူးဒါကြောင့်ပြောပြောဖုံကြီးဘွတ်တော်ငါကိုင်းနဲ့စင်းမှာမဖြတ်နိုင်ရင်တိတ်ခါကြမှာငါဖြတ်เสียတယ်အဲဝသင်းနေတဲ့တခြားတွေအများကြီး ကိုလောက်စိတ်လောက်တော့ပြတ်နိုင်မှာအခုတပြည့်15နှစ်ဖျား15နှစ်တနှစ်တနှစ်တနှစ်ကိုရှင်ဖျားတစ်ထောင်နဲ့အတွက်တနှစ်ကို3သိန်း6သောင်းကျော်တယ်4သိန်းလောက်ရှိတဲ့ကွန်ဆာသရိတ်ပေါ့15နှစ်ဆိုသိန်း90လောက်ဖြစ်သွားပြီတပြည့်တနှစ်တစ်ထောင်ဘူးကွန်မစားတာနဲ့သိန်း90လောက်သက်သာသွားတယ်ဒါအကျမ်းမအေးဘက်ကကောင်းသွားတာပြောနေရှင်ဖျားကွန်ဆာတဲ့ဘုန်းကြီးတွေနဲ့တပြည့်ပြေးလို့ရရှင်ပြေးလို့ရဘာဖြစ်တပြည့်တော့ကြက်ခံရလေဒီလိုမျိုးတပြည့်တော့ကန်ဆာတွေပါတယ်ဘာမှမသိအောင်လို့တပြည့်အိမ်နေမပြတ်ဘူးကွန်ထွေးဖို့တော့အိမ်နေမပြတ်ဘူး အသက်ပြေးလိုက်ရင်တွားကြီးလည်းရဲတော့ဟုတ်ကိုညီကိုတွေလုခင်လို့ပြောတာပါနော်တပည့်တော်တချို့ကိစ္စလေးတွေကိုအသေးဖွာလေးတွေကိုတိတ်အလိုမလိုက်နဲ့စိတ်ကိုအဲ့တော့ဆေးလေးတောက်တာတပည့်တော်တင်းနေနှစ်ဘူးလောက်ကုန်တယ်လို့တဘူးပဲအတွက်ကြည့်အလိမ့်20လောက်ပါဆေးလေးတလေးရဲ့ကိုချိုးကလူ9ရက်လောက်အသက်တူသေးမယ်ဆိုပါတော့တဘူးဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ2လလောက်ဖြစ်သွားမယ်အသက်တူသွားမယ်ဟာလေပတ်စံဘက်ကအတွက်ကြည့်ဆေးလေးတဘူးဘယ်လောက်လောက်ရှိမလဲ3000နဲ့9000ဝန်းကျင်ရှိမှတင်တယ်ဒါအနေဆုံးဆေးလေးနော်တကယ်ကောင်းတဲ့ဟာတပည့်တော်တို့ စီဝိုင်းအလို့တော့တောက်တာလဲစီဝိုင်းရဲ့ငွေလဲကောင်းတယ်ဆိုဒန်းရင်တို့ဘာလို့ချတာနော်နိုင်ငံခြားမှာနေတော့အဲ့ဒီဆေးလေးကိုဒီနေ့ဆိုတခါတည်းရန်၃ဖူးလောက်ကိုညာဘက်အလို့ရှိရင်ပိုးပြီးတော့တောက်ဖြစ်တယ်မအိတ်ချင်အောင်ဆိုပြီးဆေးလေးထိုင်းဖွားနေရရင်ကိုကိုကတန်ကြီးရှိတယ်ထင်တယ်ဟဲ့လားချောင်းဆိုဆိုးဟာဆိုရွက်ပြီးတောက်တယ်ဒီလိုမျိုးပေါ့အဲ့တော့အဲ့တော့ဆိုနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့မောတာဒီပြောတာမကောင်းတဲ့အလေးချင်းကနည်း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 နဲ့တပြိုတော့ကစူမမ်းမသိစူပြီးတော့ယောဂတွေစူလားဘုန်းကြီးတွေယောဂစူလားအချိုးရည်တွေတအားကြိုက်တယ်ဒီတော့လုံးဝမတော်ဘူးနော်တလားနေလို့တဘူးမတော်ဘူး ခီးသွမ်းရင်ပိုင်းနဲ့တခါတည်းပြင်းပြေတောက်တာမျိုးရှိတယ်။တလားနေလို့သဘောမတောက်ဘူး။အဲ့ဒါကို junk food လို့ခေါ်တယ်။ junk food ကင်ဆာအတွက်ဆုထားတဲ့အစားအစာတွေပဲ။ fast food အလွယ်တကူစားလို့ရတဲ့အစားအစာတွေ။၃မိနစ်ပဲစား။၃ရက်လောက်နေသေးမှာပေါ့ဗျာ။တော့ယောဂါရကင်ဆာတွေပိုင်းနဲ့ဟုတ်လား။ဒီလိုပိုင်းလို့တာခုနခေါက်ဆွဲကြောက်တွေပါတယ်။ ready made food တွေပေါ့ဗျာ။များများစားရင်။ဒီဗီဒီယိုတို့ဒီတိုင်းဖြတ်ရတာပဲ။အဲ့ဒီအစားတပီတော့ကွန်ဖြတ်တော့မလို့ဖြတ်တာ။ဖြတ်နေရောစရတော့ဖြာကြီးစားအောင်ရှိတယ်။တောက်200 ်သေးသေးလေးတွေလေတပွဲသာဟောတာတွေကအဲ့ကွန်းဝယ်ဝင်းဟာတွေစာအုပ်လေးဝယ်လိုက်တယ်အဓိပတိစာပဲအဲ့တငယ်ချင်းတွေလိုက်လှူကွန်းဖြတ်တာလေကွန်းဝယ်မဲ့ပတ်စံကိုတွေစာအုပ်ဝယ်ပြီးလှူလိုက်ကွန်းလည်းပြက်ပြီးသားဖြစ်သွားရောပညာရေးအတွက်လည်းထောက်ပံ့ဖြစ်သွားရောအဲ့ဒီအတွက်ပြီးတော့အဲ့စာအုပ်လေးတွေကောင်းမကောင်းမသိအောင်အရင်ဖတ်ထားအဲ့ဒီစာအုပ်လည်းဖတ်ဖြစ်သွားရောတော့အစားထိုးတဲ့နေရာမှာရှင်ပြမကောင်းတဲ့ဟာနဲ့စာမလို့နဲ့ကွန်ပြကွန်ပြချင်လို့ပြီးခဲ့သွားတာဘလို့နဲ့ကွန်ရောပြီးခဲ့နှစ်ပင်လိန်သွားမယ်ဟုတ်လားဟုတ်လားနော် အဲ့ဒါအစားမထိုးနဲ့အစားထိုးမယ်ဆိုရင်တော့ကောင်းတဲ့ဟာနဲ့အစားထိုးခုနကဒီပြောပြောတယ်ကိုယ်ကစား200တက်သွားသွားမယ်အခုကိုယ်ကစား1000တက်သွားသွားမယ်စုလိုက်တပတ်ဆိုရင်9000ရတယ်စာအုပ်တော့ဝယ်လို့ရတယ်ရှင်ကစုပါလားအဲ့ဒါဆိုရင်တစ်နှစ်ကိုစာအုပ်ဘယ်လောက်ရမလဲစာအုပ်90တရာသားလေးရပြုလို့ကျမ်းမာရေးတော့ရောထောက်ပံ့ဖြစ်မသွားဘူးလားဟုတ်ကျမ်းမာရေးဆိုတော့ဗဇက်ကနေစား85ရာခိုင်နှုန်းတော့ယောဂတွေကဗဇက်ကနေဝင်တာအစားအသောက်နေတယ်မတက်လို့အစားအသောက်မတက်လို့နော်ဒါကြောင့်ဒီလိုဒီအစားအသောက်ကိုကြီးစားလိုက် အဲ့ဒီနေရာအစားဒီစာဖတ်တရားလေးနဲ့အစားထိုးမယ်စွန်စားပြီးတိုင်းကွန်စားအောင်မလားစာဖတ်အောင်စွန်စားပြီးရင်ဆေးလေးတောင်းအောင်မလားစာဖတ်အောင်အစားထိုးကြည့်ပါအရှင်မြတ်တွေနော်ကုသိုလ်လည်းရဝမ်းလည်းဝဆိုအဲ့ဒါပြအရှင်မြတ်ဖွံ့ဖြိုးတိုးတက်မှုလည်းရှိသွားမယ်ယောဂတွေလည်းဒီလိုဟန်တာပြီးတာကာကွယ်ပြီးတာ prevention is better than cure ကာဝယ်ခြင်းဟာကုသခြင်းနဲ့ကောင်းတယ်အကုန်သိနေတာပဲ